တနင်္ဂနွေနေ့မွေးသွားတော့မင်္ဂလာပါ2025ဇူလိုင်လတရက်ကနေ9ရက်နေ့အတွင်းမှာမူလစီစဉ်တာနဲ့လက်တွေ့ဖြစ်ပေါ်တာတွေခွာဟမယ်။ရှင်မန်းထားတာနဲ့လက်တွေ့ဆောင်ရတာတွေကမတူချမ်းသာလိမ့်မယ်။စိတ်ရှည်သီးခံရမယ်။ ယံပတိဘက်ကရင်နဲ့ထိတဲ့တွေ့မယ်ဥတီလိုက်တဲ့နေရာတိုင်းထိုက်ခန့်ရှိမယ်မဖြစ်မနေလုပ်ခဲ့မှုကြောင့်အဆုံးပိုင်းမှာအောင်မြင်မယ်တရနေ့တွေမှာယံတိုက်ခန့်နဲ့ထိတဲ့တွေ့မယ်နေ့ရက်နေ့မှာအရေးပါတဲ့ဆုံးဖြတ်ချက်ချမှတ်ရမယ်အဲ့ဒီနေ့မှာ ကောင်းစေကောင်းချောပြုလိုက်ပါထူးခြားစွာကောင်းခြင်းကံတွေဖွင့်လာမယ်ယောဂကင်းမယ်ပြဿနာကင်းမယ်အလုတ်ဆင်ပြေသွားမယ်၃ရက်နေ့မှာ ရပိုင်ခွင့်နဲ့လက်ဝယ်ပြန်လည်တောင်းဆိုရယူနိုင်တယ်။လေးရက်နေ့ကတော့လုံးသမျှအစဉ်ပြေမှု တိုးတက်မှုနဲ့အောင်မြင်မှုတွေရှိပြီ။မားရက်နေ့မှာအလုပ်ဖို့ကိစ္စဖို့ကြုံမယ်ငွေကုန်ချေးကြများမယ်။၆ရက်နေ့ကတော့ရံပြဿနာနဲ့ထိတိုက်တွေ့မယ်။၇ရက်နေ့မှာအရာရာစဉ်ပြေသောနေထားနဲ့တိုးတက်တဲ့ကံတွေကိုပေါ်ထွန်းမှာဖြစ်ပါတယ်။တပတ်တာအတွင်းကြာသာပရိသောက်ကြာစနေမွေးသူတွေကောင်းကျိုးပေးတယ်။ အင်္ဂါနေ့ဗုဒ္ဓနေ့မွေသူတွေဒုက္ခပေးတယ်အနီအောင်ကျက်သွင်းအောင်ပန်းအောင်တို့ကိုသုံးပါ36ခုကရတဲ့အကျိုးပေးပါတယ်ကောင်းခြင်းကံကြမ္မာများရစေရန်အတွက်အနီအောင်ပန်းပွင့်ကိုဖျားကတ်လူပူဇော်ပြီးအလိုရှိရာဆန္ဒပြုပါကျေးဇူးတင်ပါတယ်ဒီနေ့လာနေမွေသူအားလုံးမင်္ဂလာပါ2025 ဇူလိုင်လတရက်ကနေ9ရက်နေ့အတော်တွင်ဟာကောင်းသောကံလွှမ်းမှုနေတယ်ဖြစ်လို့သောဆန္ဒသစ်တွေလက်တွေ့ကောင်ထဲပေါ်နိုင်တယ်အပြောင်းလဲနဲ့တိုးတက်မှုရှိမယ်နေရာသစ်ဝင်းကျင်သစ်တွေနဲ့ဆက်ဆံရမယ်ပေါ်ပေါက်လာတဲ့ခွင့်ရသစ်တွေကိုလက်တွေ့သုံးချပြီးတော့ကိုယ့်အတွက် ကောင်းသောအကျိုးဆက်ကိုရရှိမယ်လူမျိုးပွဲလူမျိုးကြားအကျိုးပေးတယ်စိတ်ကူးသစ်နဲ့ဘဝတိုးတက်မှုလမ်းကြောင်းတွေပေါ်ထွန်းမယ်ရှင်ပြိုင်မှုအောင်မြင်မယ် တရနေ့မှာအရာရာဆင်ပြေခြင်းခံကောင်းခြင်းနဲ့အလိုပြည့်စုံခြင်းကိုကြောင်းမယ်။နှစ်ရက်နေ့အရာရာကောင်းပါတယ်ရပိုင်ခွင့်နဲ့လက်ဝဲပြန်လဲတောင်းဆိုနိုင်တယ်။အဲဒီမှာကောင်းစေကောင်းလျှော်ပြုရဲ့ဘေးပြာကင်းတဲ့အနာရောဂါကင်းတယ်။ကောင်းရက်နေ့ကတော့ငွေကြေးကိစ္စစကားပြောဆိုမှုအောင်မြင်မယ်။လေးရက်နေ့မှာရှင်ပြန်မှုမသမျှအောင်မြင်မယ်။နာမည်ကောင်းတဲ့ကြော်ကြားခြင်းကိုဖန်တီးနိုင်တယ်။၅ရက်နေ့မှာအင်ဒွေးရဲ့သူမွေးပြဿနာလေးတွေရှိတယ်။ အထင်မှားမှုဖြေရှင်းရမယ်6ရက်နေမှာစမ်းဖွင့်မယ်အလိုပြည့်စုံမယ်ဘဝဒုတ်တယ်9ရက်နေမှာခီးခံကောင်းမယ်ပစ္စည်းပြောက်တတ်တယ်ရန်တိုက်ခံကြမှာဒုတ်တယ်မှုကိုရှာဖွေရလိမ့်မယ်ဤကာလအတွင်းတနင်္လာနေ့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေနေ့စနေနေ့မွေးသူများကြောင့်စိတ်နှောင့်ရှိတဲ့ရှိတတ်ပါတယ်တလေကိုကနန်းနေကြိုးပေးပါတယ်အဝါရောင် လေးမောင်ရောင်နှုတ်နှစ်ရောင်တို့ကိုသုံးဆွဲခြင်းဖြင့်ကောင်းခြင်းကံကြမ္မာကို ရနိုင်ပါれအဝါရောင်ပန်းဝယ်လေးတွေဖျားတင်ပြီးလိုရာဆူတောင်းပါဆူတောင်းပြေပါမယ်ကျေးဇူးတင်ပါれအင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ2025ဇွန်လလ10ရက်နေ့ကနေစပြီးတော့9ရက်နေ့တော်တွင်ဟာ အထူးကောင်းတယ် မိမိရည်မှန်းတာတဲ့ပို့ပြီးတော့အဆင်ပြေနေမယ်အခက်ခဲတဲ့အလုံးကို ကျော်လွှမ်းနိုင်မယ်ကာလတန်ကြာဆိုင်ရထားတဲ့လူတွေကိုလည်းပြန်လည်ဆောင်ရွက်နိုင်လိမ့်မယ်ငွေကြေးရပိုင်ခွင့်နဲ့ဘဝတိုးတက်မှုတွေကတော့အနှစ်သာရပြေဝနဲ့အထင်ရှားရရှိကြိုးပမ်းခြင်းကံမြမားခြင်းနဲ့လူရပြည့်စုံခြင်းတွေပဲကိုထင်ရှားစွာပေါ်ပေါက်မဲ့အနေထားရှိတယ်တရက်နေ့ကအရာရာကောင်းသောနေ့ အစဉ်ပြေတဲ့နေ့ဖြစ်တဲ့နေ့ရက်နေ့မှာမတော်တဆနေကျူးဆဲမေရန်တိုက်ခံနေတော့ရှိတယ်။တမိန်နေ့ကကောင်းစီကောင်းချော်ပြွေအထူးကောင်းနေအဲ့ဒီမှာကောင်းစီယောဂကောင်းစီကောင်းချော်ပြွေယောဂကင်းနေအနာကင်းနေဘေးရှင်းနေသုံးရက်နေ့မှာအရေးပါတဲ့ဆုံးဖြတ်ချက်ချမှတ်ရမယ်။ရှင်မန်းချက်သစ်ကိုအောင်မြင်ဆောင်ရွက်နိုင်မယ်။၄ရက်နေ့မှာရပိုင်ခွင့်နေပြန်လဲတောင်းဆိုနိုင်တယ်။ 9ရက်နေ့မှာလုံသမျှအောင်မြင်ခြင်းချိုးပြခြင်းရှိ6ရက်နေ့မှာကုန်ကြစရိတ်များမည်သူတစ်ပါးကိစ္စကိုလုပ်ပြီးတော့အောင်မြင်မယ်9ရက်နေ့မှာပြဿနာနှစ်ခုဖြေရှင်းရမယ်ပြီးရင်ဆင်းပြေသွားနိုင်မယ်ဒီကာလအတော်တွင်းမှာတနင်္လာနေ့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးစုတွေကောင်းကျိုးပေးတယ်တနင်္ဂနွေသောကြနေ့မွေးစုများကြောင့်စိတ်အနှောက်အယှက်ဖြစ်မယ်ရှစ်နှစ်ခွန်ကနန်းနေ့ အချိုးပေးတယ်အနဲ့ရောင်အပြာရင်ရောင်မိခိုးရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စဆောင်ရွက်ပါသွာလာစဉ်လမ်းမှာတွေ့တဲ့လူကံပုဂ္ဂိုလ်တို့ကိုအလူဒါနပြုခြင်းမချခဏဆောင်ရွက်ပေးပါယေရှုတင်ပါဗုဒ္ဓနေမွေသူအားလုံးမင်္ဂလာပါ2025ဇူလိုင်လ10ရက်နေ့ရက်9ရက်နေ့အတွင်းမှာ အလုတ်ချံရည်ရွယ်ချက်မှန်သမျှအောင်မြင်မယ်ခက်ခဲအလုံးကိုကျော်လွှားနိုင်မယ်မိကောင်းဆွေကောင်းထောက်ကူရမယ်ဘဝတိုးတက်မှုလမ်းကြောင်းတင်တဲ့တလန်းသစ်ကိုပေါ်ပေါက်မယ်အတတ်ပညာနဲ့ဘဝတလန်းကိုရမယ်ရှင်ပြန်မှုမှန်သမျှအောင်မြင်မယ်ရင်းနှီးမြုပ်နှံမှုမှန်သမျှမှ ကောင်းသောအကျိုးဆက်နဲ့တိုးတက်မှုကိုရရှိမယ်တရက်နေ့မှာလုံငန်းချဲ့၍ကြိုးပေးခြင်းတိုးတက်ခြင်းရှိမယ်နှစ်ရက်နေ့မှာရန်တိုက်ခံနဲ့ရှင်ပြီးလောက်ရမယ်သုံးရက်နေ့မှာ မိကောင်းဆွေကောင်းထောက်ကူရခြင်းဘဝတိုးတက်ခြင်းကြောင့်ပဲလေးရက်နေမှာခီးကံကောင်းပဲဥတီချက်စစ်နဲ့လောက်ခံခြင်းကိုကြုံပေးမယ်၅ရက်နေမှာငွေကြေးလက်လာပါကံကောင်းခြင်းစီးပွားကံကောင်းခြင်းကိုကြုံမယ်၆ရက်နေမှန်းနာတဲ့လက်တွေ့ကွာမယ်စိတ်ပြပန်းသူပြပန်းဖြစ်ခုနှစ်ရက်နေမှာပေါ်ပေါက်လာတဲ့ခြေနေခွင့်ရင်းသစ်တို့ကိုလက်တွေ့သုံးချပြီးတော့ဘဝတိုးတက်မှုနဲ့အလုံးအောင်မြင်မှုတို့ကိုစနစ်တကျဖန်တီးရရှိနိုင်တယ် တနင်္လာနေ့သောကြာနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်။တနင်္ဂနွေနေ့ဗုဒ္ဓနေ့မွေးသူတွေဒုက္ခပေးတတ်တယ်။၄နှစ်ခုန်ကန်းနေ့ကျိုးပေးတယ်။အညိုရောင်ပြာရောင်နှုတ်နေရောင်တို့ကိုဝတ်ဆင်သောဆွဲပြီးအလိုရှိရာဒုက္ခမှာဇူလိုင်လ၂ရက်နေ့ခေါင်းစည်းကောင်းချော်ရက်ကောင်းဖြစ်ပါတယ်။အဲဒီနေ့မှာခေါင်းစည်းကောင်းချော်ပြုခြင်းဖြင့်အနာရောဂါကင်းခြင်းဘေးကင်းခြင်း ရန်ကင်းခြင်းအစဉ်ပြေခြင်းတွေရှိမယ်လက်တွေ့သုံးချကောင်းခြင်းခံကိုရယူနိုင်ပါလေကျေးဇူးတင်ပါတယ်ကြာသာပတင်းနေပွေသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဇူလိုင်လ1ရက်နေ့ကနေ9ရက်နေ့တော်တွင်မှပြောင်းလဲမှုနဲ့တိုးတက်မှုရှိမယ်အရာဝင်းနဲ့ဆက်သက်သောလုပ်ချိုးပေးမယ်ရင်းနှီးသူများတဲ့စကားများတဲ့အတွေးခေါ်ယူဆမှတ်သမျှသူတော်မနဲ့မတူဘူး ကိုရက်တီချင်းနဲ့ကိုလှုပ်တာချိုးပြီးတယ်အကျွေးမြအောင်ပြန်တောင်းခံတယ်နေရပင်ခွင်နေပြန်လဲတောင်းဆိုနိုင်တယ်တရက်နေ့မှာလှုပ်သမျှအစဉ်ပြေပဲရန်တိုက်ခံတဲ့ရှင်ပြီးလောက်မယ်ဒါပေမဲ့အလုံးဆုံးပိုင်းမှာကောင်းမယ်နှစ်ရက်နေ့မှာငွေကြေးခံကောင်းမယ်လက်ဖွဲ့မယ်ခေါင်းစည်းကောင်းချော်ပြည့်၍အနာရောဂါကင်းမယ်သုံးရက်နေ့ကရှင်ပြိုင်မှုမှာသမျှအောင်မြင်ခြင်းဘဝတိုးတက်ခြင်းကံကိုကြုံမယ်လေးရက်နေ့မှာရန်တိုက်ခံတဲ့ရှင်ပြီးလောက်တဲ့စာဝေးစာတန်ငွေကြေးလက်ပြောင်းလက်လွှဲသတိထား ့5ရက်နေ့ကတော့စိတ်ချမ်းသာတဲ့အရာရာဆင်ပြေမယ်လိုရာပြည့်စုံမယ်6ရက်နေ့မှာအရဝေးကကောင်းသောသတင်းစကားကြားမယ်ခီးသွားရေးအချိုးရှိမယ်9ရက်နေ့မှာငွေကြေးလတ်လာပါကံကောင်းခြင်းအလိုဆန္ဒပြည့်စုံခြင်းတွေကိုကြုံတွေ့မယ်တနင်္ဂနွေနေ့တောက်ကြနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္လာနေ့ကြာသပတေးနေ့မွေးသူတွေဒုက္ခပေးတတ်တယ်နှစ်ခုန်ကိုကနအချိုးပေးတယ်အဖြူရောင်အစိမ်းရောင်မိခိုးရောင်တို့ကိုဝေ့ပြီးအလိုရှိရာကိစ္စဆောင်ရွက်ပါ စပယ်ပန်းဖရာသူလိုရာဆုတောင်းမှာဆုတောင်းပြေမယ်ယေရှုတည်ပါတယ်တောက်ချာနေမွေးသူအားလုံးမင်္ဂလာပါ2025ဇူလိုင်လ10ရက်ကနေ9ရက်နေ့အတွင်းမှာရန်တိုက်ခံနေရှင်ပြီးတော့ရမယ်တပားသူနဲ့မတူတဲ့ရှုထောင့်နေရာနေလုံရဲအောင်မြင်မှုကိုရသလိုကိုဖြတ်သန်းလမ်းကြောင်းတွေမှာလည်းအနောက်ရှေ့တာစီတိုက်ခံနေရှိတယ် ငွေကြေးပေးယူခွင့်ဆက်ရမယ်။စာရင်းစာတမ်းကိစ္စသတိထားရမယ်။လူလိန်လူကောက်သတိထားရမယ်။သူတစ်ပါးကိုယုံပြီးလွဲပြီးဘာမှမလုပ်ပါနဲ့။တရက်နေ့မှာအလင်းငညာခန်းတာသတိထားရမယ်။လူရှုပ်တည်နေတွေ့တတ်တယ်။နေ့ရက်နေ့အရာရာဆင်ပြေပြီးကောင်းခြင်းရှိလာတယ်။အဲ့ဒီမှာကောင်းစေကောင်းစွာပြည့်ဝတဲ့အထူးကောင်းတဲ့ရက်ကောင်းဖြစ်တဲ့အနာရောဂါကင်းပေးဥပကင်းတယ် အသုံးရနေ့မှာတော့ခရီးကံကောင်းမယ်ပြောင်းလဲမှုရှိမယ်ပစ္စည်းပြောက်တဲ့သတိထား၄ရက်နေ့မှာ ဝေကြီးလလဘကံဘဝကံ တိုးတက်ခြင်းနဲ့အောင်မြင်ခြင်းကိုကြုံမယ်၅ရက်နေ့မှာယံပတိဘက်ကတွေနဲ့ထိတိုက်တွေ့တတ်တယ်အနှောင့်အယှက်တွေနဲ့ရှင်ပြီးမှအောင်မြင်မယ်၆ရက်နေ့မှာအပြောင်းလဲနဲ့တိုးတက်မှုရှိမယ်ရည်မှန်းချက်အောင်မြင်မယ်၇ရက်နေ့မှာရပိုင်ခွင့်တွေလက်ဝယ်ပြန်ရခြင်းအကျိုးပေးခြင်းရှိမယ်ဇာတာပတိနေဗုဒ္ဓနေ့ တနင်္လာနေ့မွေးစုတွေကောင်းကျိုးပေးတယ်တနင်္ဂနွေနေ့အင်္ဂါနေ့မွေးစုတွေဒုက္ခပေးတတ်တယ်ငါးနှစ်ကိုးကနေ့နေ့ကျိုးပေးတယ်အဖြူရောင်ဆင်းရောင်မိခိုးရောင်တို့ကိုသုံးပြီးလိုရာရှိရာအလိုရှိရာကိစ္စဆောင်ရွက်ပါလက်ကင်ဘွားဖြူတတဲမွေးနတ်သာဖြန့်ပြီးလူနဲ့ဆောင်ခြင်းဖြင့်ကောင်းခြင်းကံတွေရပါမယ်ကျေးဇူးတင်ပါတယ်စနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဇူလိုင်လ တရက်နေရနေ9ရက်နေတော်တော်တွေမှာအပြောင်းလဲနေတိုးတက်မှုရှိမယ်လူမျိုးခွဲအကျိုးပေးမယ်အရဝင်းနဲ့ဆက်ဆက်ပြီးလှုပ်တဲ့လှုပ်တဲ့ရနေအစစ်မြင့်ဘဝတိုးတက်မှုနဲ့အလိုဆန္ဒပြည့်စုံခြင်းတွေကိုဖန်တီးရယူနိုင်တယ်ပစ္စည်းပြောက်တတ်တယ်အပြောင်းလဲနေတိုးတက်မှုကံပွင့်မယ်ခက်ခဲဖြစ်ရှင်းနိုင်တယ်တရက်နေမှာခရီးကံကောင်းမယ်လူမျိုးခွဲအကျိုးပေးမယ်နှစ်ရက်နေမှာငွေရေးချေးကံကောင်းခြင်းလက်ဖွင့်ခြင်းချုံသုံးရက်နေမှာ ရောင်းမဝယ်မဖြစ်တတ်တဲ့အသေးစားထိခိုက်မှုကိုဆက်ရမယ်၄ရက်နေ့မှာပေါ်ပေါက်တဲ့ခွေရည်တွေကိုလက်တွေ့ဆောင်ရွက်နိုင်တယ်အရေးပါတဲ့ဆုံးဖြတ်ချက်ချမှတ်တယ်၅ရက်နေ့မှာရပိုင်ခွင့်နဲ့လက်ဝယ်ပြန်ရမယ်အရဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်ချိုးပြီး၆ရက်နေ့ကရှင်ပြိုင်မှုမှာသမောင်မြင်ခြင်းဘဝတိုးတက်ခြင်းကိုကြုံ9ရက်နေ့မှာအရာဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်တွေချိုးပေးကြာသာပတိနဲ့ဗုဒ္ဓနဲ့စနေနေ့မွေးသူတွေကောင်းချိုးပေးမယ်တနင်္ဂနွေတနင်္လာမွေးသူတွေ ဒုက္ခပေးတတ်တယ်ခွန်းငါကိုကနန်းနေအကျိုးပေးတယ်အစိမ်းရောင်ပြရောက်မိခိုးရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စဆောင်ရွက်ပါအိမ်မှာရှိနေတဲ့စပ်ပြဘူးခွန်းအဟောင်းနေသွားလိုက်စေးဘူးခွန်းအဟောင်းနေရှာဖွေဆွံ့ပြလိုက်ပါအညာခင်ပြီးကောင်းခြင်းကံတွေပေါ်ပေါက်ပါမယ်ယေရှုတည်ပါ